ုတ်ကဲ့ကျွန်တော်တို့နေပြည်တော် HMB ဇီဝက်ကတော့ဒီ2024မတိုင်ခင်မှာတော့နေပြည်တော် HMB ဇီဝက်ကအယောင်းဝယ်အလုံးမတန်းတွက်လက်ပါတယ်ခု2024မှာတော့နည်းနည်းလေးနှီးကွေးသွားပါတယ်ဒါပေမဲ့ငရီငလင်2025ခုနှစ်ဒီမတ်လ28ရက်နေ့ငလင်ရောက်ဘူးငလင်လှုပ်ပြီးရဟိုနောက်ပိုင်းမှာတော့ဘာလဲဆိုလို့ရှိရင်ဒီအယောင်းဘာလဲရောင်းဝယ်ဇီဝက်ထက်ကျွန်တော်အငားဇီဝက်တွေအရန်တွက်လက်ပါတယ်ခင်ဗျာ ျွန်တော်ကတော့ဘယ်လိုမြင်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့နေပြီးတော့ဈေးကွက်ကတော့အဲမတဘဟိုဘလူးကော့ပရက်ဆိုတဲ့အခါကျတော့တင်းငိမ့်ပါတယ်ပေါ့နော်တေတင်းငိမ့်လို့ပဲပြောရမှာပေါ့ကျွန်တော်တို့ဒီငလေးမလုံခက်ခင်ရဆိုလို့ရှိရင်အကြောင်းဝင်ရောဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းအေးတယ်ပေါ့နော်ကျွန်တော်တို့အခုဒီငလေးနှုတ်ကပ်ပြီးနောက်ပိုင်းမှာကျတော့အငားဈေးကွက်ကလေးတွေဖြစ်လာပါတယ်နောက်တစ်ချက်က ဈေးတင့်တဲ့အိမ်လေးတွေပေါ့နော်ကျွန်တော်တို့လုံချင်းတိုက်ကလေးတွေအကြောင်းဝင်ဖြစ်ပါတယ်ခင်ဗျာဟိုအငားပါကြောင့်အများကြီးဖြစ်အောင်ဆို2020ခုမတိုင်ခင်မှာကြာတယ်ပေါ့နော်ဒီဟိုဒီအခြေအနေအရရပေါ့နော်အကြောင်းရွှေ့ပြောင်းလာတဲ့လူတွေဒီလားချိုးတို့ ဒီဘက်ကနေခြေပြောင်းလာတဲ့လူတွေအလိုက်ကောဘက်ကလူတွေအများကြီးတွေရောက်လာကြတယ်ဒီ2025ခုနှစ်ပြီးတဲ့အခါမှာတော့ကျမပြောရရင်တော့ပုပ္ပတိကြီးဘက်ကပူပြီးအများကြီးပူများလာတယ်ဘာဖြစ်လို့လဲကျမတို့ဒီငရင်းဒီဥဒရာတို့ဘာလို့မှတော်တော်ထိခိုက်သွားခဲ့တဲ့အတွက်ပေါ့နော်ဇဘူးတို့ဘက်မှာတော်တော်ထိခိုက်တာတွေအတွက်ဒီပုပ္ပတိကြီးမှာတော့ကြတော့ဟိုအငှားတွေလည်းအများများလာတယ်အယောင်ဝယ်တွေလည်းအရင်များလာတယ်လို့ကျမတို့တွေ့ရှိရပါတယ်ရှင်ဒီပြီးတော့ရှင်းမြုပ်နေရှိရဲ့ထဲမှာတော့ပုပ္ပတိကြီးမျိုးနေရာတော့ ဒီအငားစည်းကွက်ရောအယောင်စည်းကွက်ရောအများဆုံးဖြစ်ပါတယ်အဲ့ကျိုးဒီဟိုအယောင်စည်းကွက်မှာဆိုလို့ရှိရင်တော့သူတို့တထက်တိုက်တထက်တိုက်ပေါ့ကွနဲ့စကွဲရပြီး1500လောက်ရှိတဲ့တိုက်ခန်းလေးတွေမှာတိုက်တွေမှာကျတော်လေးရောင်းဝယ်ဖြစ်ပါတယ်အဲ့ဒီအနည်းဆုံးဟိုသိမ်းပေါင်းကွနဲ့3000နဲ့4000ကြားပေါ့အဲ့အဲ့အဲ့ပဲဝင်ချင်နေမှာဖြစ်တာကိုကျွန်တော်တွေ့ရှိရပါတယ်ကြာဟိုကျွန်တော်အနေနဲ့မြင်မိတာကတော့ဒါပြည်သူတွေရဲ့ဒါလိုအပ်ချက်ကြောင့်ပို့တည်ပြီးတော့ဒါရောင်းဝယ်ဖြစ်တယ်လို့ပဲမြင်မိပါတယ်ဟုတ်ကဲ့ဆိုတော့ဟိုပါ တချို့ကြတော့လည်းအဆောင်လေးတွေကွဲတာအတားလေးရှိရလေရှိတဲ့ကကြတော့ယာယီသူတို့ပြင်ဆင်နေဈေးဈေးကာလမှာသူတို့အိမ်မှာနေလို့မရနေလို့မရတဲ့ကကြတော့ဒီပုပ္ပတိကြီးမှာဈေးနှုန်းလည်းတင့်တယ်ဟလား3000ကနေ4000ကြာအပေါဝင်ကျန်လောက်ရှိတယ်ဆိုတော့လာပြီးဝယ်နေထိုင်ကြတာပါအဲအဲ့လိုပဲမြင်မိပါတယ်ခင်ဗျအော်အဲ့ဒါအတော့လေဒီပုပ္ပတိကြီးမျိုးနေဆိုပြီးကျွန်တော်ပုပ္ပတိကြီးမျိုးနေမှာကြေးရွာတွေရောပါလိမ့်ရှင်ရွာတွေကလည်းမျိုးနေအရင်ကြီးတယ်လေကြေးရွာတွေမှာကြတော့ ဟိုဘယ်လိုခေါ်မလဲဒီမျိုးတက်စာအရောစိတ်သက်သာတာပေါ့ဟိုချက်တစ်ချက်ဆိုရင်300လောက်ပဲရှိနေ200 300လောက်ပဲရှိနေဆိုကြေးရွာတွေမှာလည်းဟိုအယောင်ဝင်တော်တော်များများဟိုဟိုဝင်နေနေဆိုရင်တော်တော်များများကြေးရွာတွေမှာလည်းဝယ်ကြငါကြနေကြတာများပါတယ်ရှင်ဟောပါဘောအငါကြေးရွာကတော့သူကဒီပုပ္ပတိတီကတော့ဂလင်တန်ဘေးကသူကရောဘာသုံးဟိုလေမျိုးနယ်ဖြစ်တဲ့အတွက်ကြောင့်ဘုပ္ပစီကပူပြီးတော့ဟိုဗာလေအဲအငါးကြီးဘက်ကပူပြီးတက်လာပါတယ် ဒုတိယလောက်ဒုတိယဇီဝကတော့ဒီရွှေကြပင်ပေါ့ရွှေကြပင်ပဲလေဒုတိယတန်းမှာလိုက်ပါလေ။ဘောင်းဆိုတော့ဒီငါးဇီဝကတော့ဘာလို့ဆိုရင်အရင်တုန်းကဒီကျတို့ဒီ1 square ပြီး1500လောက်ရှိတဲ့ဒီဟိုဟာ AHA ဆိုလို့ရှိရင်အရင်တုန်းက2သိန်းလောက်တန်တာကိုခု4သိန်းလောက်တရောဖြစ်သွားတယ်။ဒါပေမဲ့ကျတို့ဒီ HIV လောကသားတွေကတော့ဒီကျတို့ဒီဒုက္ခရောက်နေတဲ့လူတွေကိုဘာပဲဖြစ်ဖြစ်ပူပူပြီးတော့ဝင်ပပိသွားအောင်တော့တက်နိုင်ဆုံးတော့ထင်းထင်းသိသိနဲ့ကျတို့ဈေးကွက်ကိုကျတို့ဈေးတက်တန်ကိုရောက်အောင်တော့ကျွန်တော် ကြိုးပမ်းပေးနေပါလေဆိုတော့ကျွန်တော်တွေ့ရှိရတယ်ခင်ဗျာကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့သူကလိုအပ်ချက်ကြောင့်ပုံပူတည်ပြီးတော့တက်တယ်လို့ပဲမြင်မိပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အရင်တော့ဒီပါလုံးထင်းတိုက်ပေါ့နော်ခုနဆရာပြောသလို West Square View 1500လောက်ရှိတဲ့အဲဒီကြီးရာ2သိန်းခွဲ3သိန်းအဲအခုဆိုလို့ရှိရင်4သိန်းဝင်းကျင်4သိန်းကျော်ပေါ့နော်ပြည့်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဟိုမှာထိခိုက်ပျက်စီးဆုံးရှုံးမှုနေရာတွေရှိတယ် ရှိတဲ့ကကြတော့အဲ့တက်စီဆုံးချုပ်မှုနေရာတွေကလူတွေကနေပြီးကျွန်တော်တို့ပုပ္ပတိတွေကိုရွှေ့ပြောင်းယာယီရွှေ့ပြောင်းပေါ့နော်လာကြတဲ့အခါမှာသူတို့ကဒီအိမ်ငှားလေးတွေငှားကြတယ်ငှားကြတဲ့ပုံမှာဒီဘက်မှာလည်းကျွန်တော်တို့ကအိမ်ငှားကမရှိသလောက်ကိုရှားတယ်ရှားနေတဲ့ကကြတော့ဒီအဲ့အဲ့အဲ့အတွက်ကြောင့်မလို့ဇေနှုန်းတက်ရတယ်လို့ကျွန်တော်မြင်မိပါတယ်ဗျာအာဖြစ်တယ်ဆိုရယ်ဒီလိုအကြောင်းဖြစ်တယ်ပါပါကျမထင်တယ်လေလာငှားတဲ့လူတွေကလည်းအရေးပေါ်ပေါ့နော်ငှားကြတယ်နောက်ပြီးတော့တချို့တွေကြတော့ အာနှစ်လလောက်ပဲငားခြင်းနေသုံးလလောက်ပဲငားခြင်းနေဆိုတဲ့ဟာမျိုးလေးတွေရှိတယ်ပေါ့ကျွန်တော်တို့ကပုံမှန်ကတော့6လအနည်းဆုံးငားရတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဒါပေမဲ့ဒီ ကားတဲ့ဒီပိုင်းလေးပေါ့နော်တချို့အကြတော့ကိုအသိမေးဆွေနဲ့ကိုငားကြတယ်တချို့အကြတော့ကိုရဲ့ဒီဝန်ဆောင်မှုလုပ်ငန်းနဲ့ကိုငားကြတယ်ငားရလူတွေအမျိုးပေါ်ပေါ်မှာကျွန်တော်တို့နဲ့တည်တယ်ကျွန်တော်တို့ဒီအဖွဲ့ဝင်ကျွန်တော်တို့ဝန်ဆောင်မှုတွေကျွန်တော်တို့ဒီအဖွဲ့ဝင်တွေကြတော့ဒီလိုမဟုတ်ပဲနဲ့တခြားလူတွေလိုမဟုတ်ပဲနဲ့ဒီအတက်နိုင်ဆုံးပေါ့နော်ဈေးကိုသူတို့ဘက်တဲ့အဆင်ပြေအောင်ကိုယ့်ဘက်တဲ့အဆင်ပြေအောင်ညှိနှိုင်းပြီးတော့ဆောင်ရွက်ပေးနေပါတယ်ရှင်တို့ HMB ဖွင့်ပို့တိုးတက်ဖို့ကတော့တို့ဒီတို့နိုင်ငံတွေတရားရအောင် ် HMB ဥပဒေဆိုတာမရှိသေးဘူးအကြောင် HMB ဥပဒေကိုမြန်မြန်ခွက်ပြီးတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ခုနကစီးနေပုံနဲ့ HMB ဟိုကျွန်တော်တို့ဖွင့်ပြတို့တက်သွားမယ်လို့ပဲကျွန်တော်ထင်မြင်မိပါတယ်ဗျာဟုတ်ပြီဖြစ်ဖြစ်ကြည်သူတို့လည်းပြောချင်တာက HMB ဟလာဟိုရောင်းဝယ်လုပ်တဲ့နေရာမှာဝယ်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်ပေါ့နော်တေချာဟလာ register ရထားတဲ့နော်အကျိုးဆောင်နေနဲ့ပဲလောက်ဆောင်ရပါလို့တိုက်တွန်းခြင်းပါတယ်ဘာဖြစ်လဲဆိုတော့ကကြတော့ ိမ်ချမ်းပြည်ဆိုတာကတော့မွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တယ်မွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကဒီမှာဆာရွက်ဆာရွက်ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်ကြရတာအဲဆာရွက်တဲ့ဆာရွက်ဆာရွက်အနေနဲ့အတူစစ်တီရှိရဲဟဲ့လားအဲအဲ့ပုံကတကယ် register ရထားတဲ့ဟဲ့လားအကျိုးဆောင်နေရတာတာဝန်ယူတာဝန်ခံပြီးတော့လိုက်လံဖြည့်ရှင်းပေးမှာဖြစ်တယ်အဲ့အတွက် register ရထားတဲ့သူတွေနဲ့ပဲအကြောင်းဝယ်လောက်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာ အင်ချင်ကြီးဥပဒေပေါ့နော်ထွက်လိုက်တော့တော်တော်ကိုကျွန်တော်တို့ဒီလောကကံရတဲ့တော်တော်အဆင်ပြေသွားမှာပါရှင်ဟိုဒါကျွန်တော်တို့အဖွဲ့အသင်းအဖွဲ့တွေလည်းမဟုတ်ပါအားသူပြည်သူလူထုအတွက်ပေါ့နော်တကယ်ဟိုမှာတချို့ကမသိလို့ပါဟိုမသိလို့မလုပ်ကြတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိကြပါအာအခုတရားနေခုံချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီနိုင်ငံတော်အနေနဲ့ကောပေါ့နော်ဒီငလင်းပေးသင်ခန်းစားတွေကျွန်တော်တို့အင်ချင်ကြီးအတင်းကြီးရနေပြီးတော့ဒါချေချောက်ပေါ့နော်ဟိုအေဂျင့်တာရတို့တို့ပြောရှင်ပါစေတို့ကျွန်တော်တို့ဆူတောင်းပေးလိုက်ပါတယ်ရှင် フフフフ。